ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဒါမှမဟုတ်ဝင်ငွေနဲ့ပတ်သက်ပြီးတော့မှပိုပြီးဝင်ငွေတိုးခြင်းတဲ့သူဒါမှမဟုတ်ငွေတွေပိုရှိခြင်းတဲ့သူတွေပါလာငွေတွေပိုတိုးတက်လာဖို့ငွေတွေပိုရလာဖို့ကျွန်တော် big five နဲ့ကျွန်တော်တွားကြည့်မယ်ကျွန်တော်မေးခွန်းနေပြီးကြည့်ကိုယ့်ရဲ့ဝင်ငွေတွေတိုးတက်လာဖို့ဝင်ငွေတွေပိုပိုရှိလာဖို့ big fight ထဲအသုံးလို့ရမယ့်အရာနံပါတ် ကိုဘာတွေလုပ်နေတာကိုအခုထက်ပိုပြီးတော့မှဝင်ငွေတွေတိုးလာဖို့ချမ်းသာကြွယ်ဝတဲ့ဘဝကိုရဖို့ငွေတွေပိုပိုရှိလာဖို့အခုလုပ်နေတဲ့အရာတွေဒဲကနေဘယ်အရာတွေကို stop ရပ်တန့်ပစ်လိုက်ဖို့လုံမလဲကျွန်တော် short ခိုင်းတာမပြောတာမဟုတ်တော့ရရမယ့်အရာကိုကျွန်တော်ပြောတာ okay ဒီလကုံကိုငါက normal ကုံကိုငါကဝင်ငွေတလောက်လိုချင်တာငါငွေတလောက်ပိုင်ဆိုင်နေတာဒါမှငွေတလောက်ရချင်တာအဲ့ဒါရဖို့အတွက် ဒီနေ့ကစပြီးတော့မှရက်တန်လိုက်ရမယ့်အရာတွေကဘာတွေလဲ stop လုပ်ရမယ့်အရာတွေဘာတွေလဲမလိုအပ်တာတွေကျွန်တော်တို့ဝယ်မယ်ဒီမှာเนาะမလိုအပ်တာဝယ်တာတွေကျွန်တော်ရက်တန်မယ်ပြင်းနေရာတွေကျွန်တော်တို့ရက်တော့မယ် stop เนาะကြောက်စိတ်တွေကျွန်တော်တို့ရက်မယ် stop เนาะအဲ့တော့ရုပ်ရှင်ကြည့်နေတာဂိမ်းဆော့နေတာတွေရက်တော့မယ် stop ဟုတ်လားကျွန်တော်ပြောတာ okay ဟုတ်ပြီအဲ့ဆိုလို့ရှင်ငွေနဲ့ပတ်သက်ပြီးတော့ပဲလားနောက်ထပ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မရဘူးလားကျမ်းမာရေးကောင်းဖို့အတွက်ဒီနေ့ရက်တက်လိုက်မယ့်အရာတွေပါတယ် ထားပါတော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်တငယ်ချင်းတွေကကိုယ့်လာမင်းလေဟာသင်းရငါငွေကိုမစုနိုင်ဘူးကွာငါငွေစုကျင်တာငါငွေစုအောင်ဘယ်လိုလုပ်မလဲကျွန်တော်သူ့ကိုမိကုန်တစ်ခုပဲမိလိုက်မယ်အဲ့တော့မင်းငွေစုကျင်တယ်ဆိုရင်ဘယ်လောက်စုကျင်တာလဲသူ့ရဲ့ goal ကဘာဘယ်လောက်စုကျင်တာလဲအဲ့တော့ငါဘယ်လောက်စုရအဆိုရင်ငွေမင်းငွေစုဖို့အတွက်ဒီနေ့ကစပြီးမင်းမလုရတော့မယ့်အရာတွေရက်တန်းလာရတော့မယ့်အရာတွေကဘာလဲခြာရခိုင်းလိုက် Okay ဒါ big one เนาะ big number 1 big 2လာပြီ big 2 ဝင်ငွေတွေပိုတိုးတက်လာဖို့ပိုင်ဆိုင်မှုတွေပိုတိုးတက်လာဖို့ကျမကြီးကောင်းလာဖို့ short ချပြရမယ့်အရာတွေဘာလဲကျွန်တော်ခုခုခုရေးကြည့်အောင်အဲ့တော့ခုဘဝအတွက်နော်ပိုကောင်းလာဖို့ငွေကြီးနဲ့ပတ်သက်ပြီးကောင်းလာဖို့ short ချပြရမယ့်အရာတွေကဘာတွေလဲခြားရေးကြည့်တစ်ခုချင်းခြားရေးကြည့်ဒါဒီကျွန်တော်ဘာလဲဆိုတော့ pick 2ပါနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ငွေကြီးချမ်းသာကြွယ်ဝဖို့အခုလောဆယ်လုံနေတယ်ပုံမှန်ဆက်လုပ်သွားရမယ့်အရာတွေကဘာတွေလဲ၅ခုလောက်ခြားရေးကြည့် တစ်ခုချင်းစီကိုကျွန်တော်တို့၃ခုလောက်ခြာရေးကြည့်မယ်ဆိုရင်တော့မှ၁၅ခုလောက်ကျွန်တော်ဖြစ်နေပြီပုံမှန်လောက်သွားရမယ့်အရာတွေကဘာတွေလဲမဟုတ်မှကျမကြီးကောင်းမှုဆိုလို့ရှိရင်ဒါပါတော့ကိုကပုံမှန်လမ်းလျှောက်တယ်။အဲ့လုပ်ငန်းကို ပုံမှန်ဆက်လုပ်သွားမယ်။ဒါစီကြောင့်ပုံမှန်လုပ်ဖို့ပေါ့နော်။ငါတို့ big four ပါကြီးလေ။တိုးလာအောင်တော့ပို့တိုးပြီးလုပ်ပါ။အဲ့တော့ကိုကငွေနဲ့ပတ်သက်ပြီးတော့တိုးလာအောင်လုပ်မယ့်အရာတွေပါတယ်လေ။ဒါပဲနော်။အဲ့တော့ okay ကျမကြီးနဲ့ပတ်သက်ပြီးတော့ ပိုတိုးလို့ဖွက်ရပိုတိုးလို့ဖို့ရတွေပါတယ်အဲ့တော့အဲ့ငွေနယ်ပယ်၅ခုပဲကျွန်တော်တို့နောက်ဆုံး big 5ဒီပါလို့ဆိုတော့ start စလို့ရမယ့်အရာတွေကပါတွေလဲအရင်တော့ငွေချေးနဲ့ပတ်သက်ပြီးတော့မှအရင်တော့မလုပ်ဘူးအခုမှစလို့ရမယ့်အရာတွေကပါတယ်1 2 3ကျွန်တော်လုပ်ကြည့်ကျမရင်နဲ့ပတ်သက်ပြီးတော့မှ start စလို့ရမယ့်အရာတွေကပါတွေလဲ အဲ့နံပါတ်၄ဒီပါလဲဆိုတော့ကျွန်တော်တို့ကလာ stop ရက်တန်ပြလိုက်ရမယ်နော်ရက်တန် area တိုင်းမှာကျွန်တော်ရက်တန်ပြလိုက်ရမယ်အရာတွေကဘာတွေလဲ are the reduce the short chart ပြရမယ်အရာတွေကဘာတွေလဲအဲ့တော့ကုလောလောဆယ်ပုံမှန်လုပ်နေတယ်ပုံမှန်မဖြစ်မနေဆက်ပြီးတော့မှလုတ်သွားရမယ်အရာတွေကဘာတွေလဲဟာမဟုတ်ဘူးကျွန်တော်တို့ကအခုလောလောဆယ်လုတ်နေတယ်ဒါပေမဲ့လုတ်လိုက်မလုတ်လိုက်လုတ်ဖြစ်လိုက်မလုတ်ဖြစ်လိုက်နည်းနည်းပဲလုတ်နေရဆိုလို့ရှိရင်ပိုတိုးလုတ်ရမယ်အရာတွေကဘာတွေလဲပြီးရင် ောက်တစ်ခုကျွန်တော်ပါလဲဆိုတော့အရင်တုန်းကမလုပ်ခဲ့ဘူးအခုမှစလုပ်ရမယ်ဆိုလို့ရှိရင် start အခုမှစလုပ်ရမယ်အရာတွေကဘာတွေလဲဒီကြောင်းနေရနေပြောမှာအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေဒီကြိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကို့အတွက်ဘာရလိုက်တယ်ဆိုတော့ comment မှာချက်လို့ရေးရရေးပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိပါစေဖြစ်ပါစေ